အသက်တနှစ်ရွယ်မင်းကလေးတဲ့ဦးရဲ့အွန်လောက်တွေမှာရှာတွေ့ခဲ့တဲ့ဒေတာလေးအားလုံးပဲမင်္ဂလာပါ MSNitos New Channel ကနေကြိုဆိုပါရစေတရုတ်ကလေးမလေးရဲ့အွန်လောက်တွေကဒေတာလေးတရုတ်နိုင်ငံကဆရာဝန်တွေကအသက်တနှစ်ရွယ်ကလေးငယ်လေးရဲ့အွန်လောက်တွေမှာဒေတာလေးတို့ကိုတွေ့ရှိခဲ့ရကြောင်းမဖြစ်မနေခွက်စိတ်ကူတာမှုပြုလုပ်ခဲ့ရပါတယ်ဇွန်လ22ရက်2024ခုနှစ်မှာ American Journal of Case Report မှာထုတ်ဝေခဲ့တဲ့စာမတ်တပုတ်ရာဒီကလေးမလေးဟာတည်တည်သားတွေကတည်တည်သားလို့ခေါ်တဲ့ရှားပါယောဂါကိုခံစားနေရတာပါ။ ီယောဂါပုံမှန်မဟုတ်တဲ့နေရာတွေဖြစ်တဲ့ဥကောင်ကိုဒါမှမဟုတ်ပစက်ထဲမှာတွေ့ရတတ်တယ်လို့ဆောင်းပါးမှာဖော်ပြထားပါတယ်။ကလင်းကလေးရမွေးဖွားချိန်မှာဥကောင်လုံးပတ်ကြီးနေရာကြောင့်ခွဲစိတ်မွေးဖွားခဲ့ရပါတယ်။မွေးဖွားကံဒီ33ပတ်မှာမိခင်ကိုဝင်ဆောင်ဆစ်ဆဲမှုမှာဆရာဝန်တွေကဥကောင်လုံးပတ်ကြီးနေရာကိုပထမဆုံးတွေ့ရှိခဲ့တာပါအသက်17နှစ်အရွယ်မှာကလင်းငယ်လေးရဲ့ဥကောင်လုံးပတ်ဟာ56.6စင်တီမီတာအထိရှိနေပါတယ်ဒါကြောင့်ကလင်းငယ်လေးရသူ့မာတာမတ်တရက်တာလမ်းလျှောက်တာဒါမှမဟုတ်ထိုင်နိုင်တာမျိုးမလုပ်နိုင်မဲခေါင်းကိုအနေငယ်သာစောင်းနိုင်ပါတယ် ။ဒါအပြင်စကားပြောနိုင်တဲ့ဖွံ့ဖြိုးမှုလည်းနှေးကွေးပြီးမေမေဆိုတဲ့စကားလုံးတစ်လုံးသာပြောနိုင်ပါတယ်။သူရဲ့ဦးလန်းကြောင်ကိုလည်းထိန်းချုပ်နိုင်စရာမရှိဘူး။ဆရာဝန်တွေက CT scan ရိုက်ကြည့်တဲ့အခါမှာကလင်းရလျအုံနောက်ထဲမှာအရိုးဖွဲ့စည်းပုံးပါဝင်တဲ့အလုံးကြီးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့တဟာပုံဝင်ဖွင့်ပြနေတဲ့အမွာထဲမှာပုံပြက်နေတဲ့တရေသားလေးသူနေထိုင်နေတဲ့ FIF ရဲ့ရှားပါတဲ့ဖြစ်တစ်ခုဖြစ်ကြောင်းဆရာဝန်တွေကအတည်ပြုခဲ့ကြပါတယ်ရှင်။ ။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။